အမေရိကန်ထက်ဆောင်ခွန်ချမ်းမတ်မှုကိုအရေးပေါ်တော့ပြန်ရန်တောင်ကိုရီးယားစီစဉ်နေအမေရိကန်သမ္မတဒေါ်နယ်ထရပ်ကကြေညာထားတယ်အမေရိကန်နိုင်ငံထဲကိုတင်တင်နဲ့မော်တော်ကားတွေအပေါ်အခွန်စီးချက်မှုအသက်ဝင်နေချိန်မှာတောင်ကိုရီးယားရဲ့မော်တော်ကားကဏ္ဍဟာအတော်လေးအခက်အခဲတွေနဲ့ရင်ဆိုင်ရဖို့မျှော်လင့်ထားပါတယ် ဒါကတန်ကိုရီးယားအစိုးရကအပီလာမှာအရေးပေါ်အတော့ပြန်မှုအစီအစဉ်ထားတယ်လို့တန်ကိုရီးယားဆက်မှုဝန်ကြီးကမတ်လ28ရက်မှာပြောလိုက်တာကို writer သတင်းမှာပါရှိပါတယ်။တန်ကိုရီးယားနိုင်ငံဟာမော်တော်ယာဉ်ကုမ္ပဏီတွေနဲ့တင်သွင်းသူတွေအပေါ်အပြစ်သဘောဆောင်တဲ့တရားမှုတွေကိုရှော့ချရေးအစီအမံတွေရှာဖို့အမေရိကန်အစိုးရနဲ့တက်တက်ကြွကြွချိတ်ဆက်ဆောင်ရွက်မယ်လို့ဆက်မှုဝန်ကြီး M. Dogwin ကဆက်မှုဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့အစည်းအဝေးမှာပြောပါတယ်။ ကမ္ဘာမတိချာမေးရမှုတွေကြီးထွားလာပေမဲ့တန်ကိုရီးယားကကုမ္ပဏီတွေကထီထီမှန်မှန်တိုင်ခံတိုက်ခိုက်မှာမဟုတ်ပါဘူးလို့စက်မှုဝန်ကြီးအန်ကပြောပါတယ်။ဒါအပြင်အစိုးရကငွေကြေး၊ကုညီ၊ရင်းနှီးမြှုပ်နှံမှုပါပုံမှုနဲ့ဈေးကွက်ကွဲပြားမှုတွေမှာကုညီရေးထည့်သွင်းစဉ်းစားမယ်လို့လည်းသူကပြောပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။